င်္ဂလာညချမ်းလေးပါရှင်မြို့ရဲအော်တိုဘာလ9ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ရင်းလက်လက်ထွန်းပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အာနာသိန်းစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်တပ်ဖက်မှဗိုလ်တော်ဦးအပါအဝင်15ဦးသေဆုံးတဲ့သတင်းမင်းကြီးနဲ့ချင်းတွင်းမြစ်အတွင်ရွှေမျိုးလုပ်ငန်းများကိုဒေသခံများဆန္ဒပြကန့်ကွက်တဲ့သတင်းကြောင်မဲမြို့အတွင်းစစ်တပ်ကမိုင်းရှင်းလင်းရေးလုပ်ငန်းများလှုပ်ဆောင်နေပြီး ဒေသခံများအားကျန်းမာရေးဆောင်ရှားမှုများဆောင်ရွက်ပေးနေကြောင်းဝါဒဖြန့်လျက်ရှိတဲ့တွင်အနာဒိန်စစ်တပ်ရဲ့ခလာရ90နဲ့မြို့မရဲစခန်းတို့ဆော့တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့တွင်မန္တလေးမှာသတင်းကြိုလာပညာမိဘုံပြန်ပြုတ်ကြတာနဲ့စီမီးထွေရကမင်းနဲ့ချိန်လောင်းတဲ့တွင်ဂါဇာစစ်ပွဲအဆုံးသက်ရေးဆွေးနွေးပွဲစတင်တဲ့တွင်အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင် ပထမဆုံးသတင်းတပုတ်အနေနဲ့အာနာသိန်းစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံပြီးစစ်တပ်ဖက်မှဗိုလ်တပ်အပါဝင်15ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းကြံခရိုင်တောင်သာမြို့နယ်မှာစက်တင်ဘာလ9ရက်နေ့ညနေ9နာရီဝန်းကျင်ခန့်ကအာနာသိန်းစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်တပ်ဖက်မှဗိုလ်တပ်အပါဝင်15ဦးသေဆုံးခဲ့တယ်လို့ DSNDA ကထုတ်ပြန်ထားပါတယ်။ တောင်သာမြို့နယ်မလိုင်ပန်းအိမ်ဘက်မှရုံးစီနီကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အာနာသိန်းစစ်တပ်ပူပေါင်းအင်အား300ကျော်ပါစစ်ကြောင်းကိုရုံးစီကြီးနဲ့ပန်းအိမ်အကြားစင်ချီယာဖျားအနီးမှာတော်လိုင်းရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။အဆိုပါစစ်တပ်စစ်ကြောင်းကပြန်ဆုတ်သွားခဲ့ပြီး နောက်နေ့မနက်မှာပြန်လည်ထိုးစစ်ဆင်လာလာကြောင်းတော်လိုင်းရေးတပ်ဖွဲ့တွေကထပ်မံဟန်တားရာတော်လိုင်းအင်အားစုဘက်မှရဲဘော်နှစ်ဦးမြင့်မြတ်စွာအသက်ပေးလှူခဲ့ရတယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတောင်သာပြည်ပဒီဖန်ဖို့ ရေတင်မိထီလာမြင်းကြံခရိုင်တရင်တုံနဲ့ DSNDA ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်တို့မှပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရှိရပါတယ်။အဆိုပါစစ်ကြောင်းဟာရုံးစင်ကြီးရွာကိုထိုးဖောက်ဝင်ရောက်သွားနိုင်ပြီးပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတာတွေဖျက်ဆီးတာတွေပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်တာတွေအပြင်အမျိုးသမီးတွေကိုနာတွေကိုရိုင်းဆိုင်စွာပြစ်လုခဲ့ကြောင်းသိရတယ်လို့ဆိုထားပါတယ်။တောင်သာမြို့နယ်အတွင်းမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး အာနာသိစစ်တပ်တပ်ဖွဲ့ဝင်တွေကပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေအတွင်းကိုအင်အားအများအပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်တာတွေအပြင်လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေလည်းရှိတယ်လို့သိရှိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့မင်းကြီးနဲ့ချင်းတွင်းမြစ်အတွင်ရွှေမျောလုပ်ငန်းများကိုဒေသခံများကဆန္ဒပြကန့်ကွက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းမင်းကြီးမြို့နယ်လောင်ပြည့်ကျေးရွာအနီးကချင်းတွင်းမြစ်အတွင်းမှာလောက်ကန်ရရှိတဲ့ရွှေမျောလုပ်ငန်းများကို လောင်ပြည့်ရွာဇင်းကလေးတင်တော် ပင်ရွာအုံနေဘုံကြောက်ခဲတက်စားတဲ့ကြီးရွာခုနှစ်ရွာကတိတခန့်ပြည်သူတွေကပြည်သူဆန္ဒနဲ့မညီလောင်းပြေကျွန်ရွှေမျောမောင်းကြီးကိုအလိုမရှိကြောင်းဆန္ဒပြကန့်ကွက်ခဲ့ကြတယ်လို့သိရှိရပါတယ်။ရွှေမျောလုပ်ငန်းမလဲပတ်သေးပေမဲ့ရွှေမျောဖောင်တရားခန့်ရောက်ရှိနေခြင်းကြောင့်ဒေသခံပြည်သူတွေအနေနဲ့ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီးရွှေမျောလုပ်ငန်းကိုကန့်ကွက်ကြောင်းလည်း KI တာဝန်ခံတိုင်းတာဝန်ခံဝင်ကြီးဌာနတို့ကိုလည်း တရွာချင်းအိမ်အောင်စုအလိုက်လက်မှတ်ရေးထိုးပြီးတိုင်ကြားထားတယ်လို့သိရှိရပါတယ်။လောလောဆယ်တော့ရွှေမျောမတိုက်သေးဘူး။မျောနေရကျော်ချမယ်လို့သိရတယ်။မျောတရာကျော်လောက်ရောက်နေတယ်။ရှိတဲ့မျောနဲ့အရင်လုံးမယ်လို့လည်းသိရတယ်။စစ်တပ်နဲ့ပေါင်းပြီးလုပ်ကြတာစစ်တပ်ဘက်ကလည်းပေးရတယ်လို့ကြားတယ်။ ဆန္ဒပြတာ၃ချိန်ရှိသွားပြီတရွာချင်းအိမ်အောင်စုအလိုက်သဘောမတူကန့်ကွက်တယ်ဆိုတဲ့အကြောင်းကိုလက်မှတ်ထိုးပြီး NUG ဝန်ကြီးဌာနဆိုင်ရာတွေကိုပို့ထားတာတော့ရှိတယ်လို့ဆန္ဒပြရမှာပါဝင်သူတဦးကပြောဆိုထားပါတယ်မင်းကြီးနဲ့ဒေတာအဖွဲ့အစည်းတွေကချင်းရွှေမြစ်အတွင်းရွှေမျောလုပ်ငန်းတွေကို2023ခုနှစ်ကစတင်လှုပ်ဆောင်ခဲ့တာဖြစ်ပြီးစတင်လှုပ်ဆောင်တဲ့အချိန်ကစကဒေတာခန့်ပြည်သူတွေကဆန္ဒပြကန့်ကွက်တာတွေရှိခဲ့ပြီးရက်ကြီးမြို့နယ်တိုက်နယ်ပကဖားတွေနဲ့ဆန္ဒပြပြည်သူတွေအကြား ပိုတိုက်မှုတွေမကြာခဏဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်ရှင်။တတိယသတင်းတပုတ်အနေနဲ့ကြောင်မဲမြို့အတွင်းစစ်တပ်ကမိုင်းရှင်းလေးလုပ်ငန်းများလှုပ်ဆောင်နေပြီးဒေသခံများအားကျမရေးဆောင်ရှားမှုများဆောင်ရွက်ပေးနေကြဝါဒဖြန့်လျက်ရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ချန်ပီနယ်မြောက်ပိုင်းကကြောင်မဲမြို့ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ထိန်းချုပ်ခဲ့ပြီးတဲ့နောက်မိုင်းရှင်းလေးလုပ်ငန်းများဆောင်ရွက်ပြီးဒေသခံများအားကျမရေးဆောင်ရှားမှုဆောင်ရွက်ပေးနေကြဝါဒဖြန့်က စစ်ကောင်မရှင်လောက်အခါဝါရဖြန့်မီဒီယာတွေကဖော်ပြနေကြပါတယ်စစ်ကောင်မရှင်တပ်ကကြောင်မဲမျိုးမှာကျောင်းနေအွယ်ကလေးငယ်များအလုံးပညာသင်ကြားနိုင်ရေးအတွက်အခြေခံပညာကျောင်းများအမြန်ဆုံးခွင့်လှစ်နိုင်ရန်ညီမျိုးမှာနေမိုင်းတိုင်မိုင်းများကိုအော်တိုဘားလ၄ရက်နေ့ကစတင်ပြီးမိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်းလည်းဖော်ပြထားတာကိုတွေ့ရပါတယ်တကယ်ကနေရာတိုင်းမှာမိုင်းရှင်းတာတွေလုပ်ပြီးမှပြည်သူတွေကိုပြန်နေရာချရမှာ ဒါပေမဲ့သူတို့အနေနဲ့ကြောင်မဲကိုအလုံးစုံထိမ့်ချုပ်ပြီးဒေတာဖွံ့ဖြိုးရေးတွေလှုပ်ပေးနေတာပြကျင်တော့အတင်းပြန်ခေါ်စေတဲ့ကူစံနေဝေပြပြီးကျောင်းတွေပါဖွင့်ဖို့လုပ်နေတာလို့စီရီယံဘုံမှုဆွဲတော်ကမြို့တော်ကိုပြောဆိုထားပါတယ်။စစ်ကောင်မရှင်တက်ဟာစစ်ကျောင်းတွေမှာကုသဖို့စေတဲ့မလုံလောက်ပေမဲ့ကျောင်းမဲမျိုးလာဘမှုနိတရုတ်ပုံကြားမှာကြာကြီးစေးရုံဖွင့်ပြီးဒေတာခန့်ပြည်သူတွေရဲ့ကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေကြောင်းလည်းသတင်းတွေမှာဖော်ပြထားပါတယ်။ အလားတူနောင်ချိုကိုပြန်ရခဲ့တော့ကလို့ကြောင်မဲမျိုးဒေသခံတိုင်းရင်းသားပြည်သူတွေကိုဓာပေါက်အိနဲ့ရေတံဘူးတွေဝေပြီးစီယုံရေးဆင်းနေကြတယ်လို့သိရှိရပါတယ်ရှင်နောက်ထပ်တနင်္လာဘုတ်အနေနဲ့အာနာသိန်းစစ်တပ်ရဲ့ခလာရ50တနင်မြို့မရေစခန်းတို့ရှော့တိုက်တော်ငါးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းရောဒေတာခံကောမြို့နယ်မှာအော်တိုဘားလ6ရက်နေ့ညနေ6:00နာရီဝန်းကျင်ခန့်က အာနာဒိန်စစ်တပ်ရဲ့ခလာရ90တက်နဲ့မြို့မရေးစခန်းနှစ်နေရာကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရောအလင်းနိုင်ရဲ့ဖော်ပြချက်အရာသိရှိရပါတယ်။ဂံကောမြို့ခလာရ90တက်နဲ့မြို့မရေးစခန်းနှစ်နေရာကိုပြည်သူတော်လှန်ရေးတပ်ဖွဲ့တွေကရှော့တိုက်တုံး၁၀လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာငါးလုံးသာပြစ်မှတ်ကိုထိရောက်ခဲ့ပြီးစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအခြေအနေကိုဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရှိရပါတယ်။ပြစ်ခတ်တိုက်ခိုက်ခဲ့ရာမှာခလာရ90တက်အတွင်ကိုရှော့တိုက်တုံး၂လုံးနဲ့ ညမရဲစခန်းအတွင်းကိုဆော့တိုက်တုံးတုံလုံးကြားရောက်ပောက်ကွဲခဲ့ပြီးအခုလိုပြစ်ခတ်တိုက်ခိုက်မှုဟာဘယ်အဖွဲ့ကပြုလုပ်တယ်ဆိုတာကိုမသိရသေးဘူးလို့ဆိုထားပါတယ်အဆိုပါတိုက်ခိုက်မှုပြီးတဲ့နောက်စစ်တပ်ရဲ့ခလာရ90က120မမလက်နက်ကြီးနဲ့ဇဟောရွာဘက်ကိုပြစ်ခတ်ခဲ့ရာရွာအတွင်းကြားရောက်ပောက်ကွဲခဲ့ပြီးပြည်သူတအုပ်နဲ့ခိုင်းွားတကောင်တိုက်ဆုံးခဲ့တယ်လို့သိရှိရပါတယ် အဆိုပါဖြစ်စဉ်အပြင်ရေကောက်ပွဲအတွက်ဂံကောမြို့နဲ့အနီးနားပတ်လည်ကနေရာတွေကိုခလာရ50တက်ကနေအချိန်မရွေးစစ်ကြောင်းထိုးလာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့ဝင်းဟင်းရောမြေပြင်မှာစီရေးသတိအမြဲရှိနေပေးဖို့လိုအပ်ကြောင်းသတိပေးထားပါတယ်။ဂံကောမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးအာဏာသိမ်းစစ်တပ်တပ်ဖွဲ့တွေကပြည်သူတွေကိုပိတ်မှတ်ထားကလေကြောင်းတိုက်ခိုက်တာတွေအပြင်လက်နက်ကြီးနဲ့အရန်တမ်းပစ်ခတ်တာတွေလည်းရှိတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးမှာသတင်းကြိုးလာပြညမိဘုံမြန်ပြုတ်ကြတာနဲ့စီမီထွန်းရကမင်းနှကြိမ်လောင်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမန္တလေးမြို့မှာသတင်းကြိုးလာပြညတညာတဲ့မိဘုံမြန်ပြုတ်ကြလို့နေတလုံးဆုံးရှုံးကဖျောင်းနိုင်မိသောနေမိလောင်မှုတွေတစ်ချိန်နဲ့ဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။အော်တိုဘာလ6ရက်နေ့သတင်းကြိုးလာပြညပိုင်းကပြည်ကြီးတခုနဲ့ချမ်းမြသာစီမြို့နယ်တို့မှာမိဘုံမြန်ပြုတ်ကြရာကနေမိလောင်တာ ြောင်းနိုင်မီထွန်းရာကမီလောင်နာတွေပါဖြစ်ခဲ့တယ်လို့သိရှိရပါတယ်။ချမ်းမြတာစီမြို့နယ်62နှစ်အလန်းနဲ့63လမ်းကြောင်းတရားနှစ်လမ်းနဲ့တရား3လမ်းကြားကအိမ်ကမီးပုံးမြန်ပြုတ်ကြတာ။အဲ့အိမ်ကလူတွေကဖျားဘူးသွားကြတဲ့အချိန်မီးပုံးမြန်ပြုတ်ကြပြီးနေအိမ်တစ်ခုလုံးလောင်တာ။မီးများတယ်။မီးသက်တက်ဖွဲ့တွေတော့မီးကိုမှုန်ပြီး3လစ်တာတွေရှိတယ်။မီးသက်ကအစီးရေ40လောက်နဲ့ညင်ရတာ။ level 2လို့ပြောတယ်လို့ချမ်းမြတာစီမြို့နယ်ကဒေသခံတအူးကပြောဆိုထားပါတယ်။ ဒါအပြင်ပြည်စည်းတကူမြို့နယ်မှာလေစီမီးဖျောင်းနိုင်ထွန်းရကနှစ်ထပ်အိမ်တစ်လုံးမီးလောင်ခဲ့သေးတယ်လို့သိရှိရပါတယ်ပြည်စည်းတကူမှာမိကိုမှုန်ပြီးမူးမေ့လဲတဲ့အမျိုးသမီးရှိတယ်ကြီးကြီးမားမားမထိခိုက်ဘူးအိမ်ဆုံးရှုံးသွားတယ်အတွင်ပစ္စည်းဘာတစ်ခုမှမရဘူး level 1နဲ့တင်ငိမ့်သွားတယ်လို့ဒေသခံတဦးကပြောဆိုထားပါတယ်မန္တလေးမြို့မှာလာပညာက လေတိုက်ခတ်တာတွေရှိနေခြင်းဖျားစေတီတွေရက်ွက်တွေကနေမစင်မစင်မိဘုံပြန်လွှတ်ကြလာကြောင်းမိဘုံပြန်နေနေပေါ်ပြုတ်ကြကာ တစ်ပင်နဲ့ကားတွေအပေါ်ပြုတ်ကြတာတွေလည်းရှိခဲ့တယ်လို့သိရှိရပြီးလာပြညတညလုံးမိဘုံမြတ်နေအိမ်ပေါ်ပြုတ်ကြမှာဆိုရင်ရတာကြောင့်ညမအိပ်ပဲစောင့်ကြည့်နေရတာတွေတောင်ရှိတယ်လို့သိရှိရပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဂါဇာစစ်ပွဲအဆုံးသတ်ရေးဆွေးနွေးပွဲစတင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အစ္စရေးနဲ့ဟားမတ်တို့ဟာအမေရိကန်အပြစ်ခတ်ရစဲရေးအဆိုပြုချက်နဲ့ပတ်သက်ပြီးအီဂျစ်နိုင်ငံမှာတိုက်ရိုက်မဟုတ်တဲ့ဆွေးနွေးပွဲတွေပြီးခဲ့တဲ့တနင်္လာနေ့မှာစတင်နေပြီဖြစ်တယ်လို့သိရှိရပါတယ်။ ဲ့ဒီဆွေးနွေးပွဲတွေကိုအာရက်ဂျာဝင်စစ်ဆက်သူတွေနဲ့ပါလက်စတိုင်းကိုယ်စားလှယ်အဖွဲ့တို့စတင်ခဲ့ပြီးတဲ့နောက်ဂျာဝင်စစ်ဆက်သူတွေဟာအစ္စရေးကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီနောက်ဂျာဝင်စစ်ဆက်သူတွေကနှစ်ဖက်စလုံးနဲ့ဆွေးနွေးပြီးနောက်အမေရိကန်အထူးတန်တမန်စတီဗ်ဝစ်ကော့နဲ့တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့အီဂျစ်မီဒီယာတွေကပြောဆိုထားပါတယ်ပထမဆုံးဆွေးနွေးတဲ့အကြောင်းအရာကတော့ဒဇာကန်လှုပ်ပေးရေးကိစ္စဖြစ်ပေမဲ့ ဟောင်းမတ်အရာရှိတွေကတော့အပြက်အစည်းတွေအောက်မှာမြုံနှံထားတဲ့ဇာကန်တချို့ရဲ့အယုတ်အလောင်းကိုရှာဖွေဖို့အချိန်ပိုယူရဖွယ်ရှိကြောင်းအသိပေးထားပါတယ်။အစ္စရေးအကြီးထောင်တွေကပါလက်စတိုင်းအကြီးသားတွေနဲ့ဟောင်းမတ်တို့ဖမ်းဆီးထားတဲ့ဇာကန်တွေကိုလွှတ်ပေးဖို့နဲ့ဂါဇာကနေအစ္စရေးတပ်တွေဒစိမ့်တပိုင်းဆုတ်ခွာရေးတို့အပေါ်အဓိကထားဆွေးနွေးကြတာလည်းဖြစ်ပါတယ်။ဒီအချက်တွေဟာစစ်ပွဲအဆုံးသတ်ရေးကြီးရတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရပ်တင်ပြထားတဲ့အချက်20တွေကပထမအဆင့်ဖြစ်ပါတယ်။ အဓိကအချက်တွေဆွေးနွေးဖို့လိုအပ်နေပေမယ့်ဒဇာဂန်လို့ပေးဖို့နဲ့အာနာဆွန့်လို့ဖို့ဟာမတ်တို့ကလက်ခံလိုက်တာကြောင့်ငိမ့်ချရေးဆွေးနွေးပွဲတွေနောက်ွယ်မှာအချိန်အဟုန်ရလာခဲ့ပြီးပထမနေ့ဆွေးနွေးပွဲတွေဟာအပြုသဘောဆောင်တဲ့အခြေအနေကြားမှာပြီးဆုံးသွားခဲ့ပါတယ်လို့အီဂျစ်မီဒီယာတွေကဖော်ပြခဲ့တာပဲဖြစ်ပါတယ်ရှင်မျိုးရော်ရဲ့နေစဉ်သတင်းလေးကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းလေးကိုနေ့စဉ်တင်ဆက်ပေးမှာမို့မျိုးရော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ် ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးဆရာနာရှိ စနေဆိုလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရနေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အခွေသားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။